hello hello my ming la but ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုအကြောင်းလေးရတော့ကိုရဲ့ချစ်သူပေါ့နော်ကိုရဲ့ချစ်သူကိုဘယ်သူတွေဖုန်းဆက်လဲနော်အဲ့ဒါကိုကျွန်တော်ကိုဖုန်းထဲနဲ့တိုက်ရိုက်ကျွန်တော်တို့နားထောင်လို့ရတဲ့နီလန်လေးပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တွေဗီဒီယိုလေးမစခင် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း channel လေးကို subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ video ဘက်ကိုတွားလိုက်ပါမယ်เนาะ ဒါဆိုရင်ကျွန်တော်ပထမအဦးဆုံးလုပ်ရမယ့်အရာလေးကတော့ဖုန်းကောထဲဝင်ပြီးမှဒီအဆက်30ကိုနေပြီးမှကျွန်တော်စက်တင်ထဲဝင်ဝင်ပြီးရင်ဒီနေရာမှာကျွန်တော် supplementary service ဆိုတာရှိတာပေါ့နော်အဲအဲ့ဒီထဲဝင်ရမှာပေါ့နော်ဝင်တဲ့အချိန်မှာ logo နည်းနည်းလဲတာကိုကျွန်တော်စောင့်နေရမှာဖြစ်တာပေါ့နော်အဲ့ဒါလေးစောင့်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာကျွန်တော် call forwarding ဆိုတဲ့ထဲကိုကျွန်တော်ဝင်ပြီးသွားလို့ရှိရင်တော့ကျွန်တော် wipes call ပေါ့နော်ဒီထဲကိုကျွန်တော်ဒါနေပြီးဒါဝင်ရမှာဖြစ်တာပေါ့နော် โอเคကျွန်တော်တို့ဒီနေရာမှာကျွန်တော်ဝင်ပြီးွားရင်လည်းလူကိုနည်းနည်းလဲတာကိုကျွန်တော် တော့တီးခတ်ပြီးမှဒါစောက်ပေးရမှာဖြစ်တာပေါ့နော်ဒီလိုကျွန်တော်ပေါ်လာပြီးရင်ဒီနေရာမှာကျွန်တော်အကွက်၄ကွက်ပေါ်လာပါပေါ့နော်ဒီကောင်လေးကိုကျွန်တော်နည်းနည်းရှင်းပြပြီးမှာပေါ့နော် always forward ဆိုတာနော်သူ့ကိုဘယ်သူပဲဖုန်းခေါ်ခေါ်ကိုယ်စီမှာတိုက်ရိုက်ဝင်မှာပေါ့နော်တိုက်ရိုက်ဝင်ပြီးမှနားထောင်လို့ရမှာဖြစ်တယ် forward one busy ဆိုရင်နော်အဲ့ဒါအဲ့ဒါကိုကျွန်တော်ရွေးလို့ရှိရင်သူမအားတဲ့အချိန်ဆိုရင်ကိုယ်စီကိုရောက်လာမှာပေါ့နော်နံပါတ်3အချက်ကလည်းထုံနီးတူပဲပေါ့နော်ဟာဒါဆိုရင်နံပါတ်4အချက်ကကိုချစ်သူက နော်ကိုချစ်သူရဲ့ဖုန်းကဆက်သွယ်မှုဧရိယာပြန်ပါတော့ဘာလို့အချိန်ဒီမှာဖြစ်နေရင်ဒါကိုစီမှာတိုက်ရိုက်တာဝင်มาပေါ့နော်ဖုန်းကောပေါ့နော်သူ့ဘသူဆက်ဆက်ကိုစီမှာဝင်လာมาပေါ့နော်ဒါဆိုရင်ကျွန်တော်လိုချင်တာသူ့ဘသူပဲဖုန်းဆက်ဆက်ကိုဖုန်းမှာတခါတည်းဒါနားထောင်လို့ရအောင်လုပ်ချင်တာဆိုတော့ always forward ကိုကျွန်တော်ဒါရွေးရမှာဖြစ်တာပေါ့နော်ဒီနေရာမှာကျွန်တော်ကိုရဲ့ဖုန်းနံပါတ်ကိုထည့်ဖို့လိုတာပေါ့နော်ဖုန်းနံပါတ်မထည့်ရင်တော့အဆင်မပြေဘူးပေါ့နော်ဖုန်းနံပါတ်ထည့်တဲ့နေရာမှာကျွန်တော်အပေါင်း ကိုကျွန်တော်တို့နှိပ်ပြီးမှကိုယ့်ရဲ့ဖုန်းနံပါတ်ကိုဒါထည့်ပေးရမှာပေါ့နော်ထည့်ပြီးရင် enable ဆိုတာနှိပ် နှိပ်လိုက်ပေါ့နော် enable ဆိုတာနှိပ်ပြီးသွားလို့ရှိရင်နော်ခဏလေးထပ်ဆောက်ပေါ့နော် logo လည်နေတဲ့ဥစ္စာခဏလေးထပ်ဆောက်ပြီးနော်ကျွန်တော်အောင်မြင်ပြီပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့ချစ်သူကိုနော်ဘယ်သူပဲဖုန်းဆက်ဆက်ဒါကိုယ့်ရဲ့ဖုန်းမှာတစ်ခါတည်းလာပြီးမှသူဘယ်သူနဲ့ဘာပြောနေလဲဆိုတာကိုကျွန်တော်တိုက်ရိုက်နားထောင်လို့ရမယ်နီးလန်းလေးပဲဖြစ်တာပေါ့နော်ဒီနီးလန်းလေးကတော့ကျွန်တော်တကယ်လိုအပ်မှသုံးပါမလိုအပ်ရင်မသုံးပါနဲ့လို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပြီးမှ channel channel ကို subscribe လုပ်ပြီးမှအားပေးဖို့အတွက်လည်းမမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye